ရသော်ဗျာကဟောတယ်ပတိရူပေဝတေထေတိမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုယ်နဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုယ့်ကိုယ်ပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပိပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဉ္ဉံယတောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြည့်ပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะ